ဘယ်အနုပညာရှင်မှမဖိတ်ကြပဲလူမသိသူမသိလက်ထက်ခဲတဲ့တရုတ်ဆောင်မုံရဲ့အနောက်ွယ်ကအကြောင်းရင် MRTV ဖော်မင်းသမီးလေးမုံကတော့ဘသူကိုမှအတိမပေးပါပဲနဲ့ချစ်ရတဲ့သူနဲ့လက်ထပ်မင်္ဂလာပွဲကြီးကျင်းပခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်လည်းမုံကိုချစ်တဲ့ပရိသတ်တွေကတော့အံ့ဩနေကြရတဲ့အထီးပါပဲရှင်။မင်္ဂလာပွဲကိုအများတကာလို့ကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကျင်းပမနေတော့ပဲ private sensor လက်ထပ်မင်္ဂလာပွဲလေးကျင်းပလိုက်တာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ super star မင်းသမီးလေးမိုင်းတဝိကာတို့မင်္ဂလာပွဲလိုမျိုးခင်မရင်းနေသူမိတ်ဆွေတငယ်ချင်းနေနဲ့တာပေါပေါပပလေးကျင်းမလိုက်တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းထိုင်းမင်းသမီးချောင်းလေးတဝိကာကလည်းဒီရက်ပိုင်းအတွက်မှာတော့ချစ်ရတဲ့သူနဲ့လက်ထပ်သွားခဲ့တာ ဖြစ်ပြီးသူမတို့ပိုင်ဆိုင်တဲ့ခြံဝန်းကျဲကြီးတွေကအမျက်ခင်းပြမောမှာပကာသနာမပါပဲကျင်းမခဲ့တာဖြစ်ပါတယ်။ထိတ်တန်စူပါစတာနှစ်ယောက်ရဲ့မင်္ဂလာပွဲကိုပရိသတ်တွေကတော့ခန္ဓာစုံကျင်းမမယ်လို့ထင်ခဲ့ကြပေမဲ့ရိုးရှင်းစွာပဲကျင်းမခဲ့တာကြောင့်ဖန်တွေကလည်းကြည်နုပီတီဖြစ်ခဲ့ကြရတဲ့အထိပါ အခုလဲနိုင်ငံကျောင်းအမတပီဖို့မင်းသမီးလေးမုန်းကလည်း private စံစွာပဲပကဒနာမပါပဲသူမရဲ့မင်္ဂလာဝဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။အသက်33နှစ်အရွယ်မုန်းကသူမရဲ့လက်ထက်မင်္ဂလာဝဲကိုအများနဲ့မတူစမ်းသစ်တဲ့ပုံစံနဲ့ကျင်းပခဲ့တာဖြစ်ပါတယ်ရှင်။ရေခဲလဲမှာပန်းပေါင်းစုံမွေးကြိုင်နေတဲ့လေးလေးပေါ်မှာမင်္ဂလာဝဲကျင်းပခဲ့တာကြောင့်လဲမြတ်သူပြိသက်ပေါင်းသဘောကျခဲ့ကြတာကတော့အမှန်ပါပဲ။ရှူယောင်တို့တမီဝတ်စုံနဲ့အတူဒဇင်မအစ်စ်တီကိုဝေဆောင်ပန်းစင်ထားပြီးတော့လှကျင်တိုင်းလှနေတဲ့တို့တမီလေးမုန်းကတော့ချစ်ရတဲ့သူနဲ့တယောင်လက်မ ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။မုံနဲ့ပတ်သက်ပြီးတော့ကောလာဟလသတင်းတွေကတော့မျိုးစုံထွက်ပေါ်နေပြီးမြေမုံအခုလက်ချက်လိုက်တဲ့သူကတော့အမတီဗီ4ရဲ့ထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တတိကြီးကိုနေလင်းအောင်ပဲဖြစ်ပါတယ်။လွင်ငယ်တဲ့လားကလက်ချက်ခွင့်တောင်းခံခဲ့ရတဲ့ပုံလေးတွေကိုသာတင်မိခဲ့ပြီးမြေသူတို့သားကဘသူဆိုတာကိုတော့ဖော်ပြထားခြင်းမရှိလို့ဘသူဖြစ်မလဲဆိုတာပြည်သက်တွေကတော့စိတ်ဝင်စားခဲ့ကြတာကတော့အမှန်ပါပဲရှင်။ငါကရရှိတဲ့စိန်ပွင့်ကြီးတပွန်းနဲ့အတူလက်ချက်ခွင့်တောင်းခံခဲ့ရတာကြောင့်လေမုံရဲ့ချစ်သူကတာမန်မဟုတ်ပဲအရန်ချမ်းသာတဲ့ခရိုနီတတိတူဖြစ်မယ်ဆိုတာကိုတော့အ ားလုံးလည်းခံမှန်းမိခဲ့ကြပါတယ်။ခရိုနီတစ်ထစ်တူကိုလက်ထပ်ခဲ့ပြီးမှမုံကတော့တခြားမင်္ဂလာဝဲတွေလိုကြီးကျယ်ခမ်းနားစွာမပြုလုပ်တော့ပဲပကဒနာကင်းစွာနဲ့ပဲကျင်းပခဲ့တာကြောင့်တချို့ပြည်သက်တွေကတော့ဒီလိုစိတ်ကူးလေးကိုသဘောကျနေကြပါတယ်။လက်မဲ့ကြီးအမှုပညာရှင်တွေကိုတော့ဖိတ်ကြားအသိပေးတာမျိုးမရှိပဲခင်မင်းနဲ့လူအနည်းစုလောက်နဲ့သာကျင်းပခဲ့တာဖြစ်ပါတယ်။မုံရဲ့မင်္ဂလာဝဲကိုတော့အစီအစဉ်တင်ဆက်သူကိုဇင်အောင်ကစီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးအသည့်တက်တွေတွေအဖြစ်အကယ်ဒမီမင်းသားကျောင်းရအောင်နဲ့မိသားစုတို့ကလက်မှတ်ရေးထိုးပေးခဲ့ကြတာဖြစ်ပါတယ်။မီဒီယာတွေ ေယုံယုံနဲ့မပြုတ်လောက်ခဲ့တာကြောင့်လေဆိုရှယ်မီဒီယာမှာမုံတို့ရဲ့မင်္ဂလာပွဲပုံရိပ်တွေကလူနည်းစုသာသိခဲ့ကြရတာဖြစ်ပါတယ်။အရင်ကအောင်မြင်တဲ့ MRTV4 မင်းသမီးတက်လက်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဇက်ဖို့နေရာတွေကသာတရုပ်ဆောင်နေတာကများပါတယ်။တရုပ်ဆောင်ရဲ့ချင်းအပြည့်ဝရှိတဲ့မုံကဘလို့ဇက်ကောင်ကရိတာပဲဖြစ်နေပါစေ။အပိုင်နိုင်ဆုံးတရုပ်ဆောင်နေသူတယောက်ဖြစ်ပါတယ်နော်။သူရဲ့တရုပ်ဆောင်စွန့်ရီတွေကိုလည်းပြည်သက်တီကအားပြီးကြံခဲ့ကြတဲ့အထိပါပဲရှင်။အခုတော့ MRTV4 တရုပ်ဆောင်မုံကတော့လက်ချက်တော့မဲ့အကြောင်းပုံလေးတွေနဲ့သာအရေးမြစ်ပြောခဲ့ပြီးတော့မြ мян ဆန်ဆန်လက်ထပ်လိုက်တာကြောင့်လည်းပြည်သက်တွေအားလုံး surprise ဖြစ်ကုန်ကြပါတယ်။ပို့ပြီးတော့ surprise ဖြစ်တာကတော့ဘသူကိုမှအတိမပေးပဲရုပ်ရည်ဆန်ဆန်လက်ထပ်လိုက်တာကြောင့်လည်းပါပါတယ်ရှင်။ တဟာဘာအကြောင်းကြောင့်လဲဆိုတော့ပြည်သက်တွေကစိတ်ဝင်စားနေခဲ့ကြတာကတော့အမှန်ပါပဲ။ဘုံကတော့တသက်မှာတစ်ခါကျင်းမာရတဲ့မင်္ဂလာပွဲကိုမီဒီယာတွေတယုံယုံနဲ့ခြေကားမနေတော့ပဲပေါ့ပေါ့ပပနဲ့ဖြတ်တန်းခြင်းကအမတ်တရကျင်းချင်တဲ့စိတ်တစ်ခုကြောင့်တော့အခုလိုကျင်းမာခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။ပြည်သက်ကြီးတို့ရောအခုလိုမျိုးမုံတယောက်ဘယ်အမှုပညာရှင်ကိုမှမဖိတ်ကြပဲလူမသိသူမသိလက်ထက်ခဲ့တဲ့မင်္ဂလာပွဲကျင်းမာခဲ့ရခြင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုများခြံလဲဆိုတော့မှတ်ချက်လေးတွေရေးပေးခဲ့ကြပါအောင်နော်။